အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုဒီညကနေပြီးတော့အဆုံမကောင်းတောင်းလေးပေးလိုက်ပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာဟောတာကျွန်တော်တို့မနေ့ပညာရေဘောလုံးပွဲတွေမလာခင်မှာဒါ Manchester United လက်ရှိအခြေအနေတွေအကြောင်းခင်ဗျားတို့လည်းကျွန်တော်တို့နဲ့အေးဆေးဆေးလေးဆွေးနွေးအောင်ပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာ Manchester United သတင်းတွေနဲ့ပတ်သက်ပြီးတော့ရှင်းတင်နေ။ဒါကျွန်တော်တို့မနေ့ရဆိုရင်ဒါ Manchester United ရဲ့သတင်းတွေအခုတော့ပိုင်းသတင်းတွေပဲတင်ဖြစ်တယ်ပေါ့နော်။အဲ့တော့ လက်ရှိဒါကျွန်တော် Manchester United ရဲ့ situation နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အတွေ့ကျွန်တော်ရဲ့အမြင်လေးကိုခင်ဗျားတို့နည်းနည်းလေးပြောပြချင်တယ်။အဲ့တော့ဒါဒီနေ့မှာ Manchester United ဒါနှစ်ပုတ်မြောက်ဖြစ်သွားတာပေါ့နော်။အဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ခြေစွမ်းပုံမှန်ပြန်ဖြစ်လာခဲ့တယ်။လက်ရှိမှာဒါကျွန်တော်ပြိတက်တည်းရဲ့ချက်ချင်းကိုဒါတဖြည်းဖြည်းနဲ့အသင်းကပြန်ရလာခဲ့တယ်။အခုလက်ရှိမှာ3ပွဲဆက်9ပွဲရထားခဲ့တယ်။မကြာခဏ Northern Forest နဲ့ Camp ပွဲစဉ်မှာဒါကျွန်တော်ပြိတက်တည်းဒီနောက်ပိုင်းမှာပထမဆုံးအနေနဲ့ဒါကျွန်တော် confident ပြန်ပြီးတော့ရှိလာခဲ့တယ်ပေါ့နော်။အဲ့တော့ United နဲ့ပတ်သက်ပြီးဒါကျွန်တော်တို့သိတဲ့ဒါကျွန်တော်တို့ video တစ်ပုဒ်ကဒါဒီတစ်ပတ်မှာဒါ recap ပုံစံကလွှဲရင်သတင်းတွေပြီးတော့ short တင်ထားကြတယ်မို့ဒါကိုတော့ဒါ recap လဲဆက်ဆံသတင်းဆက်ဆံဆိုတဲ့ပုံစံမျိုးကိုကျွန်တော်နေသွားကြတယ်။သတင်းတော့မပါဘူးပေါ့နော် sorry ။သတင်းမဆန်တဲ့ဒါ recap ပုံစံမျိုး ကမှ United တင်းနဲ့အခုလက်ရှိအခြေအနေပေါ်ဘလို့မြင်အဲ့တော့ United တင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဟိုတော်တော်လေးကိုခက်ခဲတဲ့အချိန်ကနေပြီးတော့ရုံးထွက်လာနိုင်ခဲ့တယ်လို့ပဲဆိုရမယ့်တယ်မှာပါတယ်အဓိကတော့ဘောနော်ကျွန်တော်ပြောဆိုပေအကုန်လုံးကဒါကျွန်တော်တို့ right place right time right person right player right အကုန်လုံးဖြစ်ဖို့အတွက်လိုတယ်ပေါ့နော်အဲ့တော့ဒီနောက်ပိုင်းပွဲစဉ်မှာကျွန်တော်ကြည့်မိတာပေါ့နော်ဆန်ဒလန်ပွဲစဉ်နောက်ပိုင်းမှာဒါအဓိကပေါ့နော်ကျွန်တော်တို့ဒါ trigger point တစ်ခုဟာမတင်မှတ်ပဲနဲ့ဆန်ဒလန်မက်ဆ်ဖြစ်သွားတယ်ပေါ့နော်ဒါကျွန်တော်တို့လာမင်းဖြစ်သွားတယ်ပေါ့နော်လာမင်းလာမင်းတယောက်ရဲ့ဒါကျွန်တော်တို့လက်ရှိအသင်းပေါ်ရဲ့ impact ကထင်ထားရတဲ့ပုံပြီးကြီးမာခဲ့တယ် အဓိကလည်းကျွန်တော်အန်ဒီယိုအိုနာနာကိုအသင်းကနေဒါအော်တီဗီနာတို့ကိုဂိုးသမားနေရာကနေဖြုတ်ထုတ်ပြီးတော့ဆန်နာသမန်းလျှောက်သွားခြင်းမှာဒါကျွန်တော်ဂိုးသမားနဲ့ခန်စစ်ကြတယ်မှာနားလည်မှုတစ်ခုရှိပြီးတော့ခန်စစ်ကအသင်းကကောင်းသွားတဲ့အချိန်မှာဒါကျွန်တော်တို့ဘယ်လန့်စ်တစ်ခုရပါအဲ့ချိန်မှာဖြစ်သွားလဲဆိုအဓိကပေါ့နော်ဒါလစ်ပူဆိုရီဒါလစ်ပူအသင်းကိုလစ်ပူအသင်းရဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကနိုင်သွားခဲ့တဲ့ပွဲစဉ်ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့တန်းတင်းပွိုင်းဖြစ်ခဲ့တယ် ။ဘာကြောင့်ဒီလိုဖြစ်သွားလဲဆိုတော့ကိုရတာကစားသမားရဲ့နီးပြရင်လည်းပိုအသိမလို့မြင်မယ်။ကျွန်တော်ရဲ့အတွေးမြင်ရဆိုရင်ဒါကျွန်တော်တို့နှစ်ပေါင်းများစွာပေါ့နော်။ဒါကျွန်တော်ဆယ်လက်ဖာဂူဇန်ခေတ်နောက်ပိုင်းမှာ အဲ့တော့ကျွန်တော် MV မှာ United အသင်းနေတာ Premier League မှာနိုင်ပွဲဆိုရယ်ဗျာနိုင်ပွဲမပြောနဲ့တရေပွဲဆော့မယ်ရင်မယ်ဆိုရင်တော့မတော်တော်လေးကိုဒါအခြေအနေကောင်းခဲ့တဲ့အနေထားအခုလက်ရှိမှာနိုင်ပွဲတစ်ခုဖန်ပြီးခဲ့တယ်။တပတ်က Liverpool အခြေအနေဘလောက်ဆိုးတယ်ပဲပြောပြော United အသင်းနဲ့ MV မှာနိုင်ခဲ့တယ်ဆိုတာကသူတို့အတွက် turning point ပဲ။အဲ့ဒီ turning point ကနေပြီးလက်ရှိမှာ Brighton နဲ့ပွဲစဉ်ကြည့်မလား။ Brighton နဲ့ပွဲစဉ်မှာဆိုဗျာ United အသင်းနဲ့ထောက်တယ်ဒါကျွန်တော်တို့သူတို့ရဲ့ဒါအရင်ပုံစံမျိုးလေးခက်ဆက်စစ်နောက်တန်း goal လေးပြန်ပေးရတာအမှန်ပဲ။တကယ်တမ်းနင်းလားငါလားဟေးဆိုတဲ့ United ရဲ့ movement ကဘာဖြစ်လာလဲဆိုတော့ ခမရကစားကွက်ကိုကြည့်မယ်ကစားတဲ့ပုံစံမျိုးကြည့်မယ်ကစားသမားရင်းနည်းခါတိုင်းတက်ပို့ပြီးတော့ဟိုအသက်ရှူဘဝနဲ့ဘောလုံးကိုကစားနေရတဲ့ပုံစံမျိုးတွေ့ရအရင်တော့ကခုနပြောသလိုပြိသက်တရဲ့ဆဲဆူခြင်းကိုခံမလားပြိသက်တရဲ့ဒါကျွန်တော်မုံတီခြင်းကိုခံမလားကစားတော့ကျွန်တော်နီးပြားတဲ့ပြဿနာရှိမလားဒါမျိုးတွေကျွန်တော်အများနဲ့တွေ့ဒါပေမဲ့ Brighton နဲ့ပွဲစမှာဗျာတစ်ချက်ချက်ကြတာနောက်ပေါက်လေးနဲ့ပေးတာလေးဒါတချို့မဟုတ်ပါဘူး little things ပေါ့နော်ဒါအကြီးကြီးတွေပြောင်းလဲတာဆိုရင်နည်းနည်းလေးတွေဘုမပြောချင်တာကစားသမားရဲ့စီကနေဒါကျွန်တော်ခါတိုင်းဒါနည်းနည်းလေးပြောင်းနေခဲ့တယ်ဒါ flare တွေဒါ United အသင်းစီကနေအပြည့်အဝပြန်တွေ့ခဲ့တယ် United အသင်းစီက flare ပြန်တွေ့ရတကယ်ကို breath of fresh air ပြည့်ရပေါ့နော်ကျွန်တော်ဒါ Ruben Amorim ရဲ့ Sporting ရဲ့ပွဲစဉ်တွေအများကြီးကြည့်ဘူးတယ်ပြောခင်ဗျားတို့လိန်ရကြမယ်အများကြီးမကြည့်ဘူးဒါ honestly ပဲဒါပေမဲ့လက်ရှိမှာ United အသင်းနေနေဒါကျွန်တော် Ruben Amorim ရဲ့ Sporting ရဲ့ essence တစ်ခုကပါလေ Sporting ရဲ့လက်ရှိဒါကျွန်တော်မှတ်မဲ့ Yogres ပဲကြည့်ကြည့်ဒါအဲ့တုန်းက တာကျွန်တော်တို့ကစားသမားတွေကိုပဲကြည့်ကြည့်ဘယ်နားကိုပဲကြည့်ကြည့်ကစားသမားတွေကသူတို့ရဲ့လွတ်လပ်ပိုင်းမမေ့ရပြကျွန်တော်ဘယ်ပွဲမှာကြည့်ခဲ့စီတီနဲ့ပွဲစဉ်ကြည့်ခဲ့တယ်ရူဘယ်အာမိုရဲ့နောက်ဆုံးပွဲစဉ်တပွဲလို့လည်းပြောလို့ရတဲ့ပွဲစဉ်မှာအဲ့တော့ကစပေါ့တင်းမှာရအောင်လား3ဘတ်နဲ့ဒါ philosophy ဆိုတဲ့ဥစ္စာမျိုးရှိမှာကစားသမားတွေကသူတို့ရဲ့ freedom တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိမှာ city အသင်းက rigid ဖြစ်နေတဲ့အချိန်မှာ Ruben Amorim ရဲ့ sporting ကလက်ရှိမှာ freedom တော့လွတ်လွတ်လပ်လပ်လေးဒါကျွန်တော်ဘောလုံးကိုဒါပျော့ပျော့ရွှင်ရွှင်နဲ့လုံးဝ freely ဆော့သွားခဲ့တာကိုတွေ့ရမယ်။အ အဲ့ဒီ essence လိုမျိုးကျွန်တော် brighter မှာစပြီးတွေ့ရတယ်အဓိကက united team ရဲ့ add ha go နောက်ပွဲဒီမှာ carry လုပ်သွားဖို့ရည်ကြီးတယ်လာမယ့်ပွဲစမှာ manchester united team နဲ့ northern forest လို့အသင်းမျိုးနဲ့တွေ့မယ်ပြီးရင်ဒါကျွန်တော် tottenham hotspur လို့အသင်းမျိုးနဲ့တွေ့ရမယ်ဒါမနစ်ကဒီလိုအချိန်မှာ tottenham hotspur နဲ့တွေ့ရချိန်မှာ tottenham hotspur team က united ရဲ့အိမ်ခွင်မှာ3ဂိုးပြတ်နိုင်သွားတယ်ဆိုတဲ့ moment ရှိတယ်ဒီလိုမျိုးထပ်မဖြစ်ဖို့တဲ့ united အရင်ရည်ကြီးတယ်ကိုဒါစပါအသင်းရဲ့အင်ဂျီဝင်ပြီးဒါ united team နဲ့စပါကိုထပ်မရှုံးဖို့လုပ်တယ်လို့ပြောတာကတော့ ironic ဖြစ်တယ်ဆိုပေမဲ့ဒါခုနကပြော united team နဲ့ momentum တစ်ခုကိုတိဆောက်တဲ့အချိန်မှာ နိုင်ပွဲတောက်လျှောက်ဆက်ဖို့လိုတယ်ခရစ်စတယ်ပေလစ်စင်နဲ့အိုလီဗာဂလတ်စနာလက်ထက်မှာဘာလို့မူမန်တန်တခုရသွားလဲဆိုတာကပွဲတိုင်းကိုသူတို့အနေနဲ့တကယ်ကိုစိတ်နဲ့ကိုယ်နဲ့ဆော်ပြီးကစားသမားနဲ့နီးပြိုင်တသားတည်းဖြစ်သွားဖို့လိုတယ်အခုချိန်မှာကျွန်တော် Brighton နဲ့ပွဲစဉ်ရဲ့အဓိကအားတာကြောင့်အချက်ကိုပြောပါဆိုရင်ဒါလေး ကစားသမားတွေကလက်ရှိမှာနီးပြရဲ့ philosophy ထဲမှာအံဝင်ဝင်ကြဖြစ်သွားခြင်းမှာသူတို့အနေနဲ့လက်ရှိမှာသူတို့ကိုထိ ंछ ုပ်ထားရမှာခံစားသူတို့ကိုယ်တိုင်ကကစားကွက်ထဲမှာစီမျောသွားရကြောင်သူတို့ကိုယ်တိုင်ဘောလုံးကန်ရတာပြောနေတယ်တို့ငွေငယ်တုန်းကတော့ကျွန်တော်မြန်မာကျောင်းတွေမှာကတ်ထားတဲ့စာတစ်ခုလို့ပဲပေါ့နော်ကျောင်းတွေပြောမှာစာတော်မီပုံစံမျိုးတစ်ခုပြောသူဘောလုံးသမားတွေကဆော့တဲ့ formation မှာမပြောဘူးဆိုရင်အဲ့ဒီအသင်ကဘလောက်တိနီးပြတော်တော်အကုန်လုံးခြားတာပဲဥပမာဒါမနစ်ကတော့ကျွန်တော်ကွာဒီလာပေါ့နော်ကွာဒီလာနေတာမနစ်ကသူ့ရဲ့ဘွာဒီလာဘလောက်တော်တော်ကစားရဲ့ကစားသမားရဲ့တရားမှစိတ်ထဲမှာပေါ့ဆိုကွာဒီလာမနစ်ကတိုင်ပတ် sabe. ဟုတ်တယ်ဟုတ်အပြောချင်တဲ့ essence ကအဖြေကရှင်းတယ်ဗျာဟိုနောက်ပေါ် Ruben Amorim ကောက်ဗဂျာမင်းစင်လာလာ philosophy နဲ့ဒါ formation မှာကစားသမား MO ဝင်မှုဆိုရင်အလကားပဲဒါပေမဲ့လက်ရှိမှာ Ruben Amorim ကဒီနှစ်မှာပေါ့နော်လုံးဝအထူးကြဆုံးတစ်ချက်ကိုပြောပါဆိုရင်တော့ဒါ Manchester United အတင်းနဲ့ virus ကိုရှင်းထုတ်နိုင်ခဲ့တာကတကယ်ကိုဒါ pinnacle တစ်ခုလို့ကျွန်တော်အနေနဲ့တကယ်ကိုဒါ miracle တစ်ခုလို့ကျွန်တော်အနေနဲ့ပြောဆိုနှစ်တိုင်းတစ်တိုင်းဗျာ United အတင်းစမှာဒါ virus ပုံစံမျိုး virus ပေါင်းတော့ချက်တော့ရှိတယ်အသင်းကနည်းနည်းလေးဒါကျွန်တော်ခြေအဟန်ချက်မညီရနဲ့ဟာအသင်းကထွက်ချင်တဲ့ကောင်းနေအသင်းကဒါအတွင်းကသတင်းတွေကိုထုတ်တဲ့ကောင်း င်နဲ့အဓိကအင်္ဂလန်အကောင်တွေပေါ့နော်အဲ့ဒီကောင်တွေပုံများတယ်အဲ့တော့လက်ရှိမှာဒီလိုကောင်မျိုးတွေနင်းလာရှေ့ရဲ့လက်ရှိအင်္ဂလန်သားတွေကစားအေးစစ်စစ်လေးမှနေတယ်ဥပမာလက်ရှိမှာ Harry Maguire, Mason Mount, Luke Shaw တို့ကစားသူတို့ကသူတို့အေးစစ်စစ်ဒါကျွန်တော်နေတဲ့လူနေတယ်သူတို့နေနေခုနကပေါ့အသေးရရလက်ဆိုရင်တော့မှနီးပြောင် Harry Maguire တို့ Mason Mount တို့ကအပြည့်အဝ backing ပေးတဲ့အင်္ဂလန်သားတွေအပြောချက်ကဗျာအဓိကဗျာကျွန်တော်ကပြောပေးတာ Indios to Osu ကဘာလို့ United အသင်းကို culturally အရ reset ချခြင်းလဲဆိုတော့ဒီနောက်ပိုင်းမှာပုံပြီးတွေ့လာရတယ်အသင်းတွေကခုလက်ရှိမှာရောင်းတဲ့ကစားသမားတွေကိုအသင်းဘက်ကရောင်းလိုက်တဲ့အချိန်မှာအသင်းရဲ့ impact ကြီးက အင်မတန်မှ phenomenal တတော်လေးကိုတည်မှာအဲ့တော့တခါကြရမြခုနပေါ်တယ်ဘယ်လောက်ဒီ cliche ဖြစ်ဖြစ်အပင်းရဲ့ culture တစ်ခုလုံးကိုပြောင်းလဲပစ်ဖို့လိုတယ်ဆိုတဲ့ဥစ္စာကြီးကခမတကယ်ကိုစောက်ပေါ်စကားမဟုတ်ဘူးတကယ်ကိုမှန်တဲ့စကားဖြစ်တယ်တကယ်ကိုလောက်ကိုလောက်ရမယ်စကားတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့နေပြောလို့ရမယ်တဲ့မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ ဒီအသင်းနေနဲ့ဒါကျွန်တော်တို့လက်ရှိ culture reset တခု point လုပ်တယ် culture reset တခု point လုပ်တဲ့ချိန်မှာဒီ culture reset ကရတဲ့ဥစ္စာကိုလက်ရှိမှာအသီးပွင့်နေခံစားရတယ်အဓိကပဲလက်ရှိမှာအသင်းကလက်ရှိမှာတိုင်ဘလောက်ပတ်နေပြီမဲ့ဒါကျွန်တော်တို့ United အသင်းရဲ့ကစားသမားတွေကနီးပြပေါ်အပြည့်အဝယုံကြည်မှုရှိတယ်ဆိုတဲ့ဇာတ်ကား United ဒီနောက်ပိုင်းနှစ်တွေမှာဒါကျွန်တော်အားအနေနီးပြကိုပုံကန်နေတဲ့ကောင်တွေစီကထွက်တဲ့ဇာတ်ကားတွေဆိုင်ဒါမျိုးကိုကြည့်ဦးမလက်ရှိမှာ Ruben Amorim ကိုဒါ Bruno Fernandes ကိုတန်ပေါ်တူဂီနိုင်တာသားအချင်းချင်းဖြစ်တဲ့ကြောင့်မို့သူတွေနဲ့နောက်က support ပြည့်ဝပေးတယ်နိုင်ငံအင်္ဂလန်နိုင်ငံသားဖြစ်တဲ့ Harry Maguire ရော Mason Mount ဆို PR လीရ အရန် trainer တွေကြောင့်မို့သူတွေအပြင်ကဒါ mat bed mountain တခုမှမရှိကစားသမားတွေကလည်းရှိမှသူတို့နေနီးပြောက်ဘလို့မပြေဝသွားတယ်လက်ရှိမှာလည်းကျွန်တော်နီးပြောက်ကိုအပြေဝထောက်ခံတဲ့လူတွေကြီးပဲစုဖွဲ့ထားတဲ့အသင်က at least ခမညာနီးပြောက်တော့အလုပ်လုပ်ပေးခြင်းနဲ့ရှိရကြောင့်မို့ at least အဲ့ formation မှာ အသက်ဝင်သွားရင်တကယ်ကိုမိုက်သွားမိုင်မယ်နေထားမှာကျွန်တော်ခုနကပြောတဲ့တခါကြရပေါ့နော်ခုနကကျွန်တော်ရင်တော့ဒါ father ကြီးပြောတဲ့စကားကျွန်တော်သိနာမှာဒီပြကောင်းရအသိန်းလိုက်ကောင်းတာဒါမျိုးပြောတခါကြနီးပြရဲ့ဒါခုနကပြောလို့ပဲ man management ကလည်းအများကြီးရေးချီအဲ့တော့ဒီလက်ရှိမှာ Manchester United တင်းနဲ့ Lampman ပေါ်တော့ကျွန်တော်အနေနဲ့ပုံကူကြီးကရောက်နေတယ်လို့မြင်နေဒါပေမဲ့ဒီ Lampman ပေါ်ကနေမသွေဖယ်သွားဖို့ရေးချီတယ်ပြီးတော့နောက်တစ်ခုကပြိတ္တပဲဒီနောက်ပိုင်းရပ်ပိုင်းတွေမှာဒီရပ်ပိုင်းတွေမှာ United အောင်မြင်လာမှုကပြိတ္တတွေနဲ့အများကြီးဆိုင်တယ်ခပတ်မယုံမရှိနဲ့ကွင်းထဲမှာပြိတ္တအင်အားဒါ public ရဲ့ပြိတ္တအင်အားကတကယ်ကိုကွင်းထဲမှာကန်နေတဲ့ကောင်တွေ စီကနေ pressure ကအများကြီးအများကြီးအရေးပါတယ်ဆိုတာကိုခမားနေလည်းလုံးဝညင်းလို့မရအောင်အဲ့ဒါကလည်းရှိမှာကျွန်တော် United တင်းရဲ့လက်ရှိမှာပရိသတ်တွေနဲ့ဒီရပိုင်းတွေမှာသူတို့ခံစားရတဲ့ခံစားချက်ကတကယ်ကို very very ကြောက်တော့ကြောက်တယ်ဗျာဟုတ်လဲမှာကျွန်တော်ကစားကျွန်တော်ဘယ်ဂိမ်းမှန်ဘူးတဲ့စားတင်းလေးပဲထပ်ပြီးဂိမ်းမှန်မှာတော့မကြောက်တဲ့လူမရှိဘူး ဒါမှမဟုတ်လက်ရှိမှာ United အသင်းနဲ့ဒီတစ်ခေါက်တော့ဒါနည်းနည်းလေး꽌ပြရည်လို့မခံစားအောင်ဆိုတော့မရှိဘူးခံစားရမှာပဲအများတန်းတော့ခံစားရတယ်ဒါပေမဲ့ဒီခေါက်ကနည်းနည်းလေးပူပြီး꽌ပြရည်လို့ခံစားရတယ်မဟုတ်ကျွန်တော်တော့မနိုင်ပြောမှဆို Brighton နဲ့ပွဲကြည့်ပြီး United အသင်းနဲ့ Northern Forest နဲ့ပွဲစဉ်မှာဒီလိုမျိုးပုံစံမဲ့နောက်ဆုံးပြဖတ်မှာမျိုးကောင်းမှဆိုအောင်ရလက်ပိုင်းရတကယ်ကို United ပြိတ္တတွေလိုချင်တဲ့ရလက်မဟုတ်ဘူးဆိုရင်တော့အမ at least ငါတို့အသင်းကတခုခုလုတ်ပြတယ်ဆိုတဲ့ပုံစံမျိုးလေးကိုသွားမိတယ်မှာပါတယ်တကယ်လည်းရလက်ပိုင်းတော့ယူရတယ်မှာပါတယ်ဒါပေမဲ့ခုနကပုံစံလက်ရှိမှာဒီလိုမျိုး moment ကပေါ့နော်ပြိတ္တကောဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့ အဲကစားသမားကိုနီးပြအကုန်လုံး one moment one time ပဲမှာအကုန်လုံးရောက်နေတဲ့အခြေဖြစ်တဲ့အကြောင်းတော်တော်လေးကိုတော့ကျွန်တော်မြင်ရပြောဆို United ဟိုတော်တော်လေးဝမ်းသာဖို့ကောင်းတဲ့အခြေပျော်ဖို့ကောင်းတဲ့အချိန်ကြီးလက်တကမ်းပဲလူပြီးလို့ကျွန်တော်အနေနဲ့မြင်နေဒါပေမဲ့ဒါတခုရှိတာလက်ရှိမှာဒီနှစ်မှာဒါဥရောပမကန်ဖြစ်ခဲ့တာလေ United အသင်းတို့အကောင်းဆုံးပြရုပ်တစ်ခုဖြစ်သွားလောက်မြင်ရတယ်မှာဘာလို့အသင်းတွေတကယ်ကိုဒါကျွန်တော် culturally reset ချဖို့အတွက်အချိန်လုံလောက်ရသွားတယ်လူလုံလောက်ရသွားတယ်လို့ပြောလို့ရတယ်မှာပါတယ်ဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူဆိုပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာ မျက်နှာဖြစ်ပါလေအားလုံးရဲ့ကျူးတမာရဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုမကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကျူးတမာရဲ့မြန်မာလေးကလစ်ပြကြပါဦးမြန်မြန်ကလစ်မှာမြန်မြန်နေမှာဖြစ်ပါတယ်ဒေးပါဗျာ